အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုပိုင်ပါအားလုံးမင်္ဂလာရှိရဲ့ကျွန်တော်မနက်ခင်းခါသမားလေးဖြစ်ပါစေပထမဦးစွာနှကွန်ဆက်တာလို့စတောင်းကာရောပြူပါတယ်အဲကျွန်တော်ဒီနေ့ရဲ့အနေထားလေးတွေက live ကတော့ကျွန်တော်ပြောရင်အစောကြီးလွန်းလွန်းရောရတယ်ပေါ့နော်တော်ပေမဲ့ခုကကြင်ရင်ကြင်ရင်လည်းစိတ်မချလို့ထပ်ပြီးကြင်ရင်ကြင်ရင်လည်းနည်းနည်းလေးပူကြသွားတယ်ပေါ့နော်အဖွဲဝင်နေဆိုတော့ဒါခဏပူထားပြီးတာကြာနေပေါ့နော်ဆိုတော့ကျွန်တော်ထုံးစံအတိုင်းကိုမလေးမှာ high လေးတွေ okay လေးတွေတောက်ရှောက်မှလာပြီးမြစ်တိုက်ရေခံပါတယ်လို့ဆိုတော့ကျွန်တော်ဒီနေ့မှာဘာဆက်လုပ်တင်လဲပေါ့နော်ကျွန်တော်ပျောက်ကနန်းနဲ့ အဲကျွန်တော်တို့ရဲ့ပတ်တီးနယ်ကဒီတစ်ပတ်မှာသွားပြီးစုံနေတယ်။ဆိုတော့မူရဆိုရင်တော့အဲ့ဒီပတ်တီးတွေကကျွန်တော်တို့ဒီလက်ရှိလက်တွက်မူတွေရောကျွန်တော်အဓိကကလင်နာပေါ့နော်ကလင်နာဂျောရဆိုလို့ရှိရင်အဲ့ဒီပတ်တီးတွေဒီကျွန်တော်တစ်ပတ်အတွင်းလုံးဝမပြောင်းအောင်မူတွေဖြစ်ပါတယ်။ပြင်အဲ့ဒီနှလုံးတွေကတစ်လုံးရဲ့မူဆိုလို့ရှိရင်ကျွန်တော်ဗုဒ္ဓဟူးကိုတောင်မှဒီအနည်းဆုံးကျွန်တော်၈လအတွင်းထဲမှာလုံးဝဗုဒ္ဓဟူးကိုလုံးဝမကျော်တဲ့မူအသစ်ဖြစ်ပါတယ်။ဆိုတော့ဒါဗုဒ္ဓဟူးကိုစကျော်သွားရဆိုတာဒါဒီအပင်မှာစပြီးတော့ ဟိုဗိုလ်တော်ဦးမကျော်ပြတ်တယ်လို့ပြောလို့ရရပေါ့နော်ဆိုတော့ကျော်ဒီတပတ်အတွင်းမှာကတော့သူတို့အဲ့ဒီကျော်၅ပတ်တိခွန်ပတ်တိဒီဘက်မှာထွက်နေတဲ့ပတ်တိဝင်နေပေါ့နော်အဲ့ဒီခွန်နေဒီကျော်တောက်လျှောက်မှာလုံးဝမမပြောက်တဲ့ခွန်နေဖြစ်ပါတယ်ဆိုတော့ဒီတပတ်မှာကတော့ကျော်တခုရှိတာကမပြောက်ဘူးဆိုတဲ့နဲ့ကျွန်တော်ကအရင်ကြီးတော့ဟိုရန်လှုပ်လို့မရဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ကငွေနဲ့ကစားရတာလည်းဖြစ်တယ်ပြီးတော့ဟိုဇာရုပ်ပတ်တိလိုက်ရတာအမောင်ကြီးတော့လေတခုခုဂျမ်းဖြစ်သွားလို့ရှင်အရင်ကြီးထိခိုက်နိုင်တယ်ပေါ့နော်ဆိုတော့ ကျွန်တော်ပါဆက်လုပ်တင်လဲဆိုတာလေးအဓိကကျွန်တော်ရှာဖွေစုဆောင်းထားပါတယ်ဒီမနေ့လက်တွက် site တွေနဲ့အကောင်လုံးနဲ့ချုပ်ထားရယ်ပေါ့နော်အဲဆိုတော့ကျွန်တော်ထုံးစံတိုင်း comment လေးမှာ hi နေ okay လေးရောလက်ရှိတောက်လျှောက်လေးမှာနောက်ပြီးမြတိုက်ခင်ပါတယ်ကျွန်တော်ပြီးတော့ comment လေးမှာကျွန်တော်ရဲ့ telegram channel fiber channel link လေးပေးထောက်ပေးထားပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်ဘာရှိလဲဆိုရင်အာငားနဲ့ပတ်သက်ရင်ကျွန်တော်၃ခွက်ထုတ်ထားတယ် ကျော်ခွန်နဲ့ပတ်သက်သုံးကွက်ထုတ်ထားတယ်ကျော်ဒီမနက်ပိုင်းလက်တော့ site တွေနဲ့လုံအောင်ကြိုက်တဲ့ဟာတွေပေါ့နော်အဲ့ဒါအောင်မှကျော်သုံးကွက်စီထုတ်ထားတယ်ဘလို့ကစားရမလဲဆိုလို့ရှိရင်ဒညူကီတို့ကတောက်လျှောက်လောဆယ်တော့ comment လေးမှာထားနော်ကျွန်တော်ပြောစရာရှိရပြောပြောသွားခြင်းလို့နော် live အရင်မရှိကျွန်တော်လေပြောစရာရှိရလေးပြောသွားမယ်ညူကီတို့ကလည်းတောက်လျှောက် comment လေးမှာ hi okay လေးတောက်လျှောက်မှန်ပြီးတော့ကျော်ဖုန်း screen လေကောင်းလေးလို့တောက်တောက်တောက်လေးနှိပ်လိုက်ပေါ့နော်ဒီလိုလေးတောက်တောက်တောက်လေးနှိပ်လိုက်လက်မလေးထောင်မိတာဖြစ်ပါတယ်ဆိုဖုန်း screen လေကောင်းလေးကိုတောက်တောက်တောက်လေးတယောက်တစ်ချက်လောက်ထောက်ထားပြီးပါဆိုတော့ ကျွန်တော်ဒီတပတ်ရဲ့အတိုင်းအတာအရဒီ corner 9နဲ့ကြံနေပါတယ်။အဲ့ဒီပတိရဲ့ဒီကျွန်တော်ကလင်နာဂျောရဆိုရင်တော့လုံးဝမတပတ်ပြင်းမှဆိုရင်လုံးဝမပြောင်းမဲ့တွင်နေဖြစ်ပါတယ်။တို့ပဲမဲ့ကျွန်တော်တို့ဒူးရီဖြစ်တဲ့အတွက်ကျွန်တော်အာမရောခံလို့မရနိုင်ဘူးပေါ့နော်။မူရဆိုရင်တော့တော်တော်ကြီးကောင်းတယ်။ပြောင်းနိုင်ချင်လဲတော်တော်ကြီးနည်းတယ်။ဒါမဲ့ကျွန်တော်အာမရောခံလို့မရနိုင်ဘူး။ဆိုတော့ကျွန်တော်ကလှုပ်တဲ့နာကိုလှုပ်ရမှာပေါ့နော်။ဆိုတော့ ခွန်နဲ့ပတ်တန်ကျတော့၃ခွထုတ်ထားပါတယ်ငားနဲ့ပတ်တန်၃ခွထုတ်ထားတယ်ဆိုတော့ခွန်ကိုလိုက်တဲ့သူတွေကလည်းတခုပြောလို့ရသည်ဒီငားနဲ့ပတ်သက်တဲ့၃ခွကိုမဖြစ်မနေထဲပါခွန်လိုက်တဲ့သူတွေဒီလည်းမဖြစ်မနေဒီငားနဲ့ပတ်သက်တဲ့၃ခွကိုထည့်ထားပါဘယ်လိုထည့်ရမလဲဆိုလို့ရှိရင်ကျွန်တော်ပြောလို့ရသည်အဓိကအာခွန်ပတ်သီးမှာဆိုရင်ဥပမာပေါ့နော်ခွန်နဲ့စလိုက်မှာပေါ့နော်ခွန်ပတ်သီးမှာဆိုရင်ကျွန်တော်က၃ခွကိုဖယ်လိုက်ရင်ခွန်ပတ်သီးမှာခဏ၁၀ခွရှိမှာပေါ့နော်မအားသေးတာ၁၀ခွရှိမှာအဲ့ဒီမှာကျွန်တော်တို့က၃ခွကိုဖယ်လိုက်တယ် ဲ့တော့ကျန်လာသည်ဒီခုနှစ်ကွက်ကျန်တယ်အဲ့ဒီခုနှစ်ကွက်ကိုကျန်နေတဲ့ခုနှစ်ကွက်ကိုမိမိလိုက်ထားတဲ့ထူကြီးကြည်ရောအပါဆုံးလေးပဲကပါတကယ်လို့မှကွာထူကြီးအခြေကြီးတော့မှလိုက်နိုင်တဲ့အင်အားမရှိဘူးဆိုတော့ဒါတဝက်ကြီးပဲဖြစ်ဖြစ်အဲ့လိုမျိုးတော့မဖြစ်မနေကာတာပေါ့နော်ဘာလို့လဲဆိုတော့ကျန်တဲ့ဒီ၃ကွက်ကထွက်ရင်ကျွန်တော်မြတ်မယ်ကျန်တဲ့ဒီတခြားခုနှစ်ကွက်ကထွက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကထိုးရင်းပြန်ကြည့်ဖို့လိုတယ်ပေါ့နော်အဓိကဇာရုသမားတွေဆိုလိုတာနော်ဒီဘက်မှာဇာရုကနောက်ကျနေတာဆိုလေအဲ့ဒီခုနှစ်ကွက်ကထွက်လို့ရှိရင် ကျွန်တော်ဒါထိုးရင်းကြည်ပါမယ်ဆိုတော့အဲ့ဒီခုနှစ်ကွက်ရဲ့ခွန်သမားတွေဒီလက်ရှိကျွန်တော်ပေးမဲ့၃ကွက်ကိုခွန်နဲ့ပတ်သက်တဲ့၃ကွက်ကိုတင်ပါတင်မဲ့ခွန်မှာကြံတဲ့ကျွန်တော်နောက်ထပ်ခုနှစ်ကွက်ပေါ့နော်ခုနှစ်ကွက်ကြံမယ်ပေါ့နော်၃ကွက်ဖယ်လိုက်ကျွန်တော်ခုနှစ်ကွက်ကြံမယ်အဲ့ဒီခုနှစ်ကွက်နဲ့ဒီ၅နဲ့ပတ်သက်တဲ့၃ကွက်နဲ့အဲ့ဒါလေးတွေကိုမိမိလိုက်ထားတဲ့ထိုးချေးကြည်ယုံအပါဆုံးပေါ့နော်မိမိလိုက်တဲ့ထိုးချေးကြည်ယုံလေးကာထားတင်ပါတယ် အာအဓိကကျွန်တော်9 5နဲ့မှတကယ်လို့တစ်လုံးထွက်သွားပြီဆိုရင်နှလုံးလုံးကမူကြီးကတော်တော်လေးကောင်းနေရဆောလေဒါမှမဟုတ်ကျွန်တော်ဘယ်လောက်ပဲကောင်းကောင်းနဲ့ဒါဒူရီကလင်နာတွေကအလုံးတည့်ရတဲ့အတိုင်းနောက်ပိတ်တွေပြင်လို့ရနေရဆောစိတ်မချဘူးပေါ့နော်အဲဒါကြောင့်မကျွန်တော်ကလုတ်တဲ့နဲ့အပိုင်းတိုင်းကြီးသွားတာပိုကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ငါးကိုလိုက်တဲ့သူတွေကျွန်တော်လည်းဘယ်လိုလုပ်ရမလဲဆိုငါးနဲ့ပတ်သက်တဲ့သုံးခွက်ကိုတင်တင်ပြီးတော့ကျွန်တော်တို့ဒီငါးပတ်တိမှာမအားသေးတာခဏဆယ်ခွက်ရှိမယ်အဲ့ဆယ်ခွက်မှာကျွန်တော်တို့ကဒီငါးနဲ့ပတ်သက်တဲ့သုံးခွက်တင်မဲ့သုံးခွက်ကိုကျွန်တော်ဖယ်လိုက်ပြီဆိုရင်ခုနှစ်ခွက်ကျန်တယ် အဲ့ဒီခွန်းတော့ကွက်နဲ့ကျွန်တော်ဒီထားပါတော့ပြီးသွားရင်ကျွန်တော်ခွန်းနဲ့ပေးထားတဲ့၃ကွက်ရှိမယ်အဲ့ဒီ၁၀ကွက်ကိုကျွန်တော်ကျွန်တော်ကမိမိလိုက်ထားတဲ့ထိုးရင်းကြည့်အောင်အပါဆုံးတွေပဲကာထားပါဒါမှသာကျွန်တော်တို့ဟိုဖြစ်လိမ့်မယ်ပေါ့နော်ဟိုကစားတာပို့ပြီးတော့တတောင်တတာရှိမယ်ပေါ့နော်တကယ်လို့ဖွာပေါ့ဟိုဒါကျွန်တော်တို့ကအမားနဲ့မှရှိရတော့ပုံဝင်လေးလေးပြောတာပေါ့နော်ကျွန်တော်ရှားသွားပြီဆိုလို့ရှင်လေအဲဒီတင်တဲ့ကွက်ကမင်းကျွန်တော်မြတ်မယ်ကျန်တာမိလို့ရှင်ကျွန်တော်ရဲ့ထိုးရင်းကြည့်မယ်တကယ်လို့ဖွာပေါ့နော်လွဲစီချော်စီအောင် ဟိုမပြောကောင်းမဆိုကောင်းပေါ့နော်ကျွန်တော်တို့လွဲချော်သွားတယ်ဒီတစ်ပတ်မှာအဲ့ဒီပတိတွေပျောက်သွားတယ်ဆိုရင်တော့မှကျွန်တော်တို့ကပတိတလုံးလုံးစားအတူတူတိုင်းလိုက်တာမဟုတ်တဲ့အတွက်အ ਨੇ ဆုံးတော့ကျွန်တော်ရဲ့အရင်းလीနည်းနည်းတက်တာသွားလိမ့်မယ်ပေါ့နော်တော်တော်လေးတက်တာသွားလိမ့်မယ်ဆိုတော့အဲ့ပုံစံတိုင်းလေးလိုက်စေချင်ပါတယ်အိုက်တိုင်းကြီးကစားတော့ပို့ပြီးအဆင်ပြေတယ်ပေါ့နော်မွေးသမားတွေတော့ကျွန်တော်ထုံးစံတိုင်းပါပဲတပတ်အတွင်းဖြစ်တဲ့အတွက်အဲဒီနေ့ဒီ9ရက်ခုနေထဲမှာကျွန်တော်မွေးနဲ့တိုက်ဆိုင်တာလေးပါတော့ပပလေးပို့တင်လို့တင်ပေါ့နော်ကိုပိုင်ရအာမခံဌာနမှုတဲ့အတွက် ကိုကသာဆုံးဖြတ်စီခြင်းနဲ့ဟုတ်ပါတယ်။အတိအကျလောင်းဝစားဖြစ်တဲ့အတွက်အာမရောခံလို့မရဘူး။ဒါကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ကိုစမ်းညာစမ်းရှိသမျှအကောင်းဆုံးရှာဖွေတယ်။အကောင်းဆုံးတွေ့ရှိတာတွေဒါညူကြီးတို့မျှဝေပေးတယ်ပေါ့နော်။ဆိုတော့ဟိုကျွန်တော်တို့ကိုရရလဲကိုယူရမယ်ကိုဖြစ်လဲကိုခံရမှာဖြစ်တဲ့အတွက်မိတို့ပဲဆိုစကားကိုအတိုင်းဆုံးလေးတော့ထင်းထင်းသေးသေးလေးတော့ကစားပေါ့နော်။အဓိကဟိုညူကြီးတို့ဟိုကစားပုံကစားနည်းလေးအဆင်ပြေအောင်လိုက်ပြီးတော့အဲ့လိုမျိုးလောက်ပေးဖို့ကတော့ကျွန်တော်တာဝန်ပေါ့နော်ကျွန်တော်တာဝန်ထားပေါ့ဒီကကျွန်တော်တာဝန်ရတော့မဟုတ်တော့ဘူးပဲကျွန်တော်တာဝန်ထား ျွန်တော်အဓိကအဲ့ဒါတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့အတွက် let's go လဲအောင်နော် competitive လုံးဝမပြောက်ဘူးချမယ်โอเคဗျာကြရင်တော့ချဒါကျွန်တော်စောနာပြောသလိုလေးတွားရင်တော့ကောင်းတယ်ပေါ့နော်ဟိုကျန်သားထွက်ရင်ကိုရင်းချိမယ်ကြာတာဘေးတောက်ကြသည်ကျွန်တော်အများအားပြောသလိုပဲကြာတာဘေးတောက်ကြသည်ကျွန်တော်တို့ဒီဗုဒ္ဓဦးနေ့ထိမှာကျွန်တော်မြတ်ထားရင်ကြာတာဘေးတောက်ကြသည်ကျွန်တော်ရဲ့နားရဖြစ်တယ်နားမယ်စမကစားဦးတကယ်လို့ကျွန်တော်ဗုဒ္ဓဦးနေ့ထိမှာမမြတ်ထားဘူးဆိုလို့ရှိရင်ကြာတာဘေးတောက်ကြသည် ကျွန်တော်တို့ရဲ့ထိုးချီကိုပြန်ရှာရမယ့်အချိန်တွေဖြစ်တယ်မြတ်ဖို့ဆိုတာနောက်ကိစ္စထိုးချီကိုပြန်ရှာရမယ့်အချိန်တွေပေါ့နော်ဆိုတော့အဓိကကျွန်တော်တို့အဲ့လိုလေးချိန်ပြီးသွားတာအကောင်းဆုံးနော်ဆိုတော့ကျွန်တော် let's go စလိုက်အောင်ပါပထမဆုံးအနေနဲ့တော့ကျွန်တော်ပတ်တီးသမားတွေကိုခဏလေးရက်လိုက်မယ်နော်ကျွန်တော်နေတိုက်ကိုရင်သွားလိုက်မယ်နေတိုက်ကိုရင်သွားပါမယ်နေတိုက်ကျွန်တော်ဒီနေ့ရက်နေကုန်ကြီးဒီကျွန်တော်9ည3ကြီးဖြစ်ပါတယ်နေတိုင်းမှာကျွန်တော်ဒီနေ့ရက်နေကုန်ကြီးပြီးကျွန်တော်9303ကြီးဖြစ်ပါတယ် ဒီနေ့နေကုန်ကီးဒီချော9303ကီးပါဆိုတော့မနက်ပိုင်းတိတဲ့လက်တော့မူတွေကစိတ်မချရရောရှိရတော့ညပြီးတော့အဲ့ဒါလေးတော့လည်းထည့်ထားစီခြင်းနဲ့50နှစ်နဲ့60နှစ်အဲ့ဒါကျတော့နေလိုက်ဓမ္မတွေကိုဆိုလို့ရတော့ဒီဟိုဟာတွေကိုဟိုဟာတွေကမဆိုလို့ဟိုဟာတော့ကတော့ဆန္ဒရှင်ထဲပေါ့နော်ဒီပတိဓမ္မတွေကတော့နိုင်သေးတယ်ဆိုတော့အဲ့ဒီနှစ်ကောက်ကိုမိမိရဲ့ထိုးကြီးအခြေအနေထည့်ကြပါဘောနော်50နှစ်နဲ့60နှစ်ကစိတ်တော့မချအောင်၄နှစ်၉နှစ်ဘာလို့လဲဆိုတော့ကျွန်တော်မနက်ပိုင်းတိတဲ့ 6တပ်ရိတ်ရှိတယ်အဲ့ဒီ site လေးတော့ကျွန်တော်ခဏနေကျွန်တော် channel မှာပို့ပေးလိုက်မယ်ကျွန်တော်ပို့မယ်ပို့မယ်နဲ့ site ကြီးကအချောပြန်မဆွဲပြီးတော့မပို့ပြဘူးဖြစ်နေပါဘောနော်ဆိုတော့ကျွန်တော်6တပ်ရိတ်မနက်ပိုင်းဒီတာရှိရဲအဲ့ဒါဒီကျွန်တော်မနေ့ကမနေ့က Lego Break site ဒီမနက်မှာ6တပ်ရိတ်မနက်ပိုင်းဒီတာထွက်တယ်ပြီးတော့1 chain ကြီးကျွန်တော်တို့မနေ့က35 chain ကြီးကျွန်တော်ဒီနေ့မှာ Lego chain ဆိုပြီးလာကြတယ်ဆိုတော့အဲ့ဒီမူရဆိုရင်ကျွန်တော်တို့က၄နှစ်နဲ့၉နှစ်ကတော့မဖြစ်မနေကိုယ့်ရဲ့ထိုးကြီးကတော့ပဲဖြစ်ဖြစ် မဖြစ်မနေထဲထားပါပတိသမားတွေလည်းစာနာရှင်ထဲထားလို့ရတယ်ပေါ့နော်ဆိုတော့ let's go စလိုက်အောင်မှာကျွန်တော်ဒီနေ့ရနေကုန်ကီးဒီ9တောင်3ကီးဖြစ်ပါတယ်မူရဆိုတော့ကျွန်တော်9ကြိုက်တဲ့သူတွေအနေနဲ့ဆိုရင်တော့ခွေထားတင်ပါတယ်ကျော်ကီဒီ9303ကီပါအဲမူအပြည့်ကင်လို့ရရှင်ကျော်ဘာတွေကတ်လို့ရလဲဆိုရင်9303ကိုကျော်6190 6194ပေါ့နော်6190 6194ဆိုရယ်ကဏန်း၅လုံးနေရနေမှာ မိမိချိုက်နဲ့တက်ရကျော်နှလုံးမှာတောင်းလို့ချက်ပြီးကတ်လို့ရပါတယ်။ဒါစာရုံးမကစားတဲ့သူတွေကြာဒါနေတိုက် only ပေါ့နော်။နေတိုက်ဒီတီးတာပေါ့နော်။9303ဒီမူအပြစ်ကိုင်းလို့ကျော်9303ကို6694ပေါ့နော်။6694ဆိုတဲ့ကဏ္ဍ၅လုံးနေရနေမှာကျော်မိမိချိုက်နဲ့တက်ရကျော်နှလုံးမှာတောင်းလို့ချက်ပြီးတော့ကတ်နိုင်ပါတယ်။6694ခွန်အဲ့ဒီ၅လုံးနေရနေမှာမိမိချိုက်နဲ့တက်ရကျော်နှလုံးမှာတောင်းလို့ချက်ပြီးတော့ကတ်လို့ရပါတယ်။ပြီးပြီဆိုရင်တော့ကျတော်အကြိုက်ဆုံး အကုန်လုံးလိုင်းမကတ်နဲ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့မှကီးလေးခွေဖို့ကလည်းရှိသေးတယ်ပြီးတော့လို့ရှင်ကျွန်တော်ဒီအပြင်ကနေထည့်ရမှာလေးကလက်တော့မူရဆိုကျွန်တော်40နှစ်နဲ့60နှစ်နှစ်ကွက်ကလည်းထည့်ရအောင်မယ်ဆိုတော့ဟိုအများဆုံးကတ်လို့ရှင်3လုံးထိပဲယူချက်ပြီးကတ်ပါမဟုတ်ရင်အဲ့ထက်မှပိုသွားညူပြီးတော့ကနန်းကွက်ရမ်းများသွားလိမ့်မယ်နော်လိုက်ရတာပြပြကကားကြီးဖြစ်သွားလိမ့်မယ်နော်ကစားရတာလေဆိုတော့မိမိချိုင်းတဲ့တက်ကကျွန်တော်နှလုံးမှ3လုံးယူချက်ပြီးကတ်ပါကိုယ့်ရဲ့ကန်တရားကိုလည်းဆုံးဖြတ်ပေါ့နော်ဒီထက်ရဲဆုံးပြီးနှလုံးတော့ပါဖြုတ်တာပြည့် တလုံးမှနှလုံးဖြုတ်တာပြည့်ဘာလို့လဲဆိုအရေးစွန်ပြီးဖြုတ်မှလည်းရောက်ပါလိမ့်နော်မောင်းဝင်ကျတော့အွက်ရည်ရံများသွားလိမ့်မယ်ဆိုတော့အကြိုက်ဆုံးအကြိုက်ဆုံးကိုမပြောခင်မှာကျတော့၄၀နဲ့၉၀နဲ့အဲ့ဒီနှစ်ကွက်ကိုတော့မဖြစ်မနေကိုယ့်ရဲ့ထိုးကြီးကပဲဖြစ်ဖြစ်မိမိကြိုက်တဲ့တက်ရနေရမှာထဲထားတဲ့နယ်ပေါ့နော်ဆိုတော့အကြိုက်ဆုံးကျတော့ဒီမနက်မှာ၆ကွက်ရှိပါတယ်အဲ့ဒါတော့ကျော်ပါလေဆိုခွန်နဲ့ပတ်တန်၃ကွက်ကျတော့၅နဲ့ပတ်တန်၃ကွက်ဆိုတော့ခွန်နဲ့ပတ်သက်တဲ့၃ကွက်ကကျတော့၄၀ခွန်၉၀ခွန်၅၀ခွန် အဲ့ဒီသုံးကွက်ဒီခုနပတ်သက်တဲ့အကြိုက်ဆုံးကျော်သုံးကွက်ပေါ့နော်ပြီးတော့၅နဲ့ပတ်သက်ကျော်၅6 5 9 5လေးအဲ့ဒီအော့ကွက်6ကွက်ဒီကျော်ဒီမနက်မှာမူရအကြိုက်ဆုံးဖြစ်ပါတယ်၈3 break မလာနိုင်တာတဲ့ဟိုအဲ့လိုတော့မဟုတ်ပါဘူးမလာနိုင်ဘူးရတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်မနက်ပိုင်းတီးသက် laptop break ပေါ့နော်အဲ့ဒါကျွန်တော်ရဲ့ Telegram channel Fiber channel မှာခဏလေးတင်ပြလိုက်မှာပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့6 tip break ရှိပါတယ်အပြည့်ယူလို့တော့ကျွန်တော်6 tip 9 break ပေါ့နော် 619 break ပေါ့เนาะ break ကအဲ့ဒါရှိပါတယ်လို့ဆိုတော့အစားဆုံးပြန်ပြောလိုက်မယ်ကျွန်တော်ညီကုန်းကျောက်တိအစားဆုံးပြန်ပြောလိုက်မယ်ဒီ live တဲ့မှာရှိတဲ့ newbie တွေနေနဲ့လက်ရှိကျွန်တော် live တဲ့မှာထွက်သွားပဲနဲ့ခဏလေးနေတာပေါ့เนาะကျွန်တော်အစားဆုံးပြန်ပြောလိုက်မယ်လက်မတွေအသေးတွေအဲကျွန်တော်မှတ်နေရသေးတယ်လက်မလေးတွေတရားတစ်ချက်လောက်လက်မခလုတ်လေးများဒီမှာကြည့်ရှုနေကြ newbie ပေါ့200ကျော်180ကျော်ပေါ့เนาะတောက်လျှောက်ကျွန်တော်လက်မလေးတွေတော့နည်းနည်းပါထောင်ထားပေးစီကြပါတယ် ်လက်မှတ်ပြလို့ concept plan လေးကိုတော်တော်တောက်လေးနေလိုက်လက်မှတ်ထောင်ပြတာဖြစ်တယ်နော်ဆိုတော့ကျွန်တော်အစဆုံးလေးတစ်ခေါက်အမြန်ပြန်ပြောလိုက်မယ်နော်ဒါကတော့ကျွန်တော်ဒီတပတ်စာသမားတွေရောဒီပတိလိုက်နေစာလို့သမားတွေကျွန်တော်နေလိုက်တပါးတွေရောနှစ်ခုလုံးတစ်ခါပဲပေါင်းပြောလိုက်မယ်နော်ဆိုတော့ဂီရီကျွန်တော်နေလိုက်မှာဆိုရင်933ဂီဖြစ်တယ်မူအပြည့်ကိုင်းလို့ကျွန်တော်933ကို6194ခုဆိုတဲ့ကဏ္ဍငါးလုံးနေရာဒီမှာစိုက်နေတဲ့အနှလုံးမှာတုံတုံကြီးချက်ပြီးကတ်နိုင်တယ်အဲဒါဒီကျွန်တော်နေတိုက်နေတိုက်မှာမှာကျွန်တော်ဆက်ပြီးကြအကြိုက်ဆုံး6ခွက် ၄ခွန်၉ခွန်၅ခွန်ပြင်ကျော်၅၆၅၉၅၄အာအဲ့6ခွက်တိအခြေဆုံးဖြစ်ပါတယ်ဆိုတော့ဒါဒီကျော်နေပိုက်နေတိုက်ရဲ့အကတ်ပြီးသွားပြီဆိုတော့တပတ်စာတွေကျော်ဘာနဲ့ဆက်ပြီးတက်ဆိုင်မလဲဆိုရင်ကျွန်တော်တို့ဒီအခြေဆုံး6ခွက်နဲ့ဒီစာရုံးသမားတွေနဲ့ပြန်ပြန်ပြီးတက်ဆိုင်မယ်ပေါ့နော်ဆိုတော့အာနေတိုက်မှာဆွမ်းနာပြောလို့ရတယ်40နှစ်နဲ့60နှစ်နှစ်ကတော့ဆနာရှင်ထဲတာနော်မူရကျော်ဒီလက်တွက်မူရစိတ်မချလို့ပါမနက်ပိုင်းတည်တဲ့လက်တွက်မူရဆိုတော့စာရုံးသမားများ ခွန်ပတ်တီးလိုက်တဲ့သူတွေရင်စာပြောပါမယ်ခွန်နဲ့ငားနဲ့တမားတွေပေါ့နော်ဆိုတော့ခွန်ကနေပဲစလိုက်မယ်နော်ခွန်လိုက်တယ်ဆိုလို့ရှိရင်ခွန်နဲ့ပတ်သက်ရင်ကျွန်တော်ပေးထားတဲ့ဒီဩကွက်တွေက၄ခွန်၉ခွန်၅ခွန်အဲ့ဒီ၃ခွက်ကိုတင်ပါစတင်ပေါ့နော်စတင်ပြီးတော့ဂျန်နဲ့ခွန်နဲ့ပတ်သက်ရင်ကျွန်တော်ကခဏ၁၀ခွက်ရှိရပတ်တီးတစ်လုံးမှာမအားသေးတာ၁၀ခွက်ရှိရပေါ့နော်ဆိုတော့အဲ့ဒီ၃ခွက်ကိုကျွန်တော်ဖယ်လိုက်မယ်ဒီ၃ခွက်ဖယ်လိုက်အားလုံးပေါ့ကျွန်တော်ခွန်၅ခွက်ဂျန်နဲ့ဆိုတော့အဲ့ဒီခွန်၅ခွက်နဲ့ပြီးတော့ကျွန်တော်ဒီ၅နဲ့ပတ်သက်တဲ့၃ခွက်၅၆၅၉၅လေးအဲ့ဒီ၃ခွက်နဲ့ကို မိမိလိုက်တဲ့ထိုးကြီးကြည်ုံအပါဆုံးကာတာပါမိမိလိုက်တဲ့ထိုးကြီးအကြည်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီခေါင်းနဲ့ပတ်သက်တဲ့သုံးခေါက်ကထွက်မြက်မယ်ကျန်တာထွက်ကိုယ့်ရဲ့ထိုးရင်းကြည်မယ်အဲ့ဒါပေါ့ပေါ့နော်အဲ့တော့ငါးသမားများကလည်းထုံးစံနိုင်မယ်ငါးနဲ့ပတ်တဲ့ကျော်ငါး၆၅ခု၅လေးအဲ့ဒီသုံးခေါက်ကိုတင်ထူပါငါးလိုက်တဲ့သူလေးကျတော့ပြီးတော့ကျွန်တော်တို့အဲ့ဒီငါးပတ်တိဆယ်ခေါက်ငါးနဲ့ပတ်တဲ့မအားသေးတဲ့ပတ်တိမှာ၁၀ခွက်ရှိမယ်၁၀ခွက်မှဒီ၃ခွက်ကိုဖြုတ်လိုက်ပြီပေါ့နော်ဆိုတော့အဲ့ဒီတင်ထုတ်မဲ့၃ခွက်ဖြုတ်လိုက်ပြီးတော့9ခွက်ကြံမယ်အဲ့ဒီ9ခွက်နဲ့ ခွန်နဲ့ပတ်သက်တဲ့ကျော်၄ခွန်၉ခွန်၅ခွန်အဲ့ဒီ၃ခွန်ကိုကျွန်တော်အားလုံးပေါင်း၁၀ခွန်ပြန်ဖြစ်တော့မှာပေါ့နော်အဲ့ဒီ၁၀ခွန်ကိုကျွန်တော်တို့မိမိလိုက်တဲ့ထိုးကြီးကြေုံပပထက်ကထားပါအဲ့ကျွန်တော်ဒီနေ့တပတ်စာသမားတွေကျွန်တော်ဇာလို့သမားတွေကြနေ့တိုင်းကြီးအကောင်ဖြဲပြီးတော့လိုက်ကစားဖို့ရအဆင်မပြေဘူးเนาะဆိုတော့အဲ့ပုံစံတိုင်းလေးကစားလို့ရပါတယ်တကယ်လို့မှစိတ်မချအောင်ဆိုလို့ရှိရင်စိတ်မချအောင်ငွေနိုင်နေဆိုရင်တော့ကျွန်တော်တို့50နှစ်နဲ့60နှစ်နှစ်ကွက်ကိုအဲ့ဒီစွမ်းနာ ကိုယ့်ရဲ့ထိုးရင်းကားတဲ့အထဲကိုဆန္ဒရှင်ထည့်ထားပါဘောနော်အဲ့လိုမျိုးလေးကစားလို့ရပါတယ်ကျန်တာကိုကိုယ့်ရဲ့ထိုးရင်းခြေုံလေးပဲကောင်းနော်ဆိုတော့အများကြီးလုံးဝမလိုက်နဲ့တော့နော်လိုက်မယ်ဆိုရင်ကျတော့အရင်ငွေမောင်းတက်သွားမှာဆိုတော့ဆိုတော့အားလုံးနားလဲပြီးလို့မျှော်လင့်ပါတယ်မွေးသမားများကတော့ကျွန်တော်ပြောလို့ရတဲ့မွေးသည့်တပတ်တွင်းဖြစ်ပါတယ်ဆိုတော့မွေးထဲမှာကျွန်တော်ပေးထားတဲ့ဒီနေ့ပေးလိုက်တဲ့နေ့တိုင်းဟိုအခြေဆုံး6ခွက်တည်းကတိုက်ဆန်တာလေးရှိလို့ ကြိုက်တယ်ဆိုတော့ပုတ်တယ်ပေါ့နော်ကျွန်တော်ကတော့ထုံးစံတိုင်းမိမိစားတိုင်းမိမိဆက်သွားပါဆိုတော့မွေးရည်ဒီအာညိုကလေးတည့်အတိုင်း7ဘတ်မှာကျွန်တော်အများဆုံးဖောက်လတစ်ဘက်ကနေနှစ်ဘက်ဂိတ်ဆုံးမယ်ပေါ့နော်ဆိုတော့မွေးဒီလည်းအနည်းဆုံး7ဘတ်မှာကျွန်တော်80ရာခိုင်နှုန်းအထက်10ဘတ်ကတော့အနည်းဆုံးထွက်နေရပဲဖြစ်ပါတယ်ဆိုတော့ထုံးစံတိုင်းတစ်ဘက်တွင်မှာဆက်လိုက်ပါဆိုတော့အားလုံးပဲဘာပိုင်မှာအားလုံးမိလောက်ပြီးတော့မျောလင်းပါတယ်ဒီကအဲ့ဒါကိုပလန်ချဖို့ကျွန်တော်မှာ တော်တော်ကြီးရှားဖွေးရတယ်ဒီမနက်ကလေမနက်ကျွန်တော်6နာရီလောက်ထားတယ်ထားပြီးတော့6နာရီခွဲခွဲနာရီလောက်မှကျွန်တော်ခွေးချောင်းမနက်ဆိုကျွန်တော်အလုပ်ရတယ်ခုနောက်ပိုင်းမနက်ဆိုရင်ခွေးချောင်းထွက်အဲထွက်ပြီးတော့ခွေးချောင်းပြန်ပြန်လာပြန်လာပြန်အဲအလုပ်တွေလုပ်ရချင်အလုပ်အိမ်မှာလုပ်ရချင်အလုပ်အဲပြီးပြီဆိုဒီဘက်မှာကျွန်တော်ဒီဘတ်တူချက်လုပ်သေးရဆိုတော့ဘတ်တူချက်မနက်အတွက်ဈေးနှုန်းပါညာတွေလုပ်လုပ်ပြီးပြီဆိုရင်ဒီ2ဒီကိုတောက်လျှောက်ပြန်လုပ်ပြီးပြီဆိုတော့မှ live လွှင့်ရတာပေါ့နော်ဆိုတော့ အားလုံးမိပြီလို့မျှော်လင့်ပါတယ်အားလုံးသဘောပေါက်မယ်လို့လည်းမျှော်လင့်ပါတယ်ဆိုတော့ဒီနားလေးမှာတခိုင်းခွင့်ပြုပါ channel လေးကိုကျွန်တော်တို့ subscribe မနေရသေးတဲ့တခိုင်းလေးနှိပ်ထားပြုပါဆိုတော့အားလုံးပဲ bye bye ပါ bye bye အားလုံးမင်္ဂလာရှိတဲ့မနက်ခင်းလေးဖြစ်ပါစေ bye bye